ကောင်းရဲ့လားဟိုကောင်းပါလေကောင်းပါလေရေရေဖြစ်နေဆင်းဆိုးထားရလားအဲဆင်းဆိုးဖို့ကျွန်မပတ်စံတော့မရှိဘူးမညာဒီဟာလေးကလေခြံထဲကနေကျွန်မအခုပဲခူးလာတယ်လက်လက်ဆက်ဆက်ကလေးဘယ်လိုရောင်းလာအောင်အာတစိုက်ကိုတသိမ်းပါရှင်ဟာဟုတ်တယ်နော်ဒီရှော့ဒါမှရှင်ရကြရပုံမိတနာယူပါလေတောင်ကြားရဖွင့်ဆုံနိုင်ရင်တော့မှတနာသိမ့်ကုန်ဘူးတဲ့ကျွန်တော်ဖွင့်တဆုံမဟုတ်နော်ဖွင့်တပီလောက်နိုင်သေးတာဒီနားမှာတဲ့ခွန်းရှိတယ်မယုံရင်လိုက်ကြည့်မလား သက်အရွယ်ကြီးတဲ့သူတွေနှလုံးရောဂါအခံရှိတဲ့သူတွေနော်ဒီလိုပူပြင်းတဲ့ရာသီဥတုမှာရေဓာတ်တွေပေါ့နော်ဓာတ်စားဓာတ်တွေဆုံးရှုံးကြရတယ်အဲ့တော့ရေကိုသတိရတိုင်းတောက်ပေးပါအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါ့ပေါ့ဆာဆာရည်ရွယ်ဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဟာရောင်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 ပါးရွာရွက်ကြီး

ူပါပြောနေဟမ်ပြောနေရလဲဟမ်ပြောနေတာလဲဟမ်တပွဲလုံးမြက်ကန်းရဲ့စောက်လာရဲ့နားမကြားတဲ့ကြီးပဲလက်နဖတ်မပါတဲ့လူကပြောတာနော်စောက်ကန်းရဲ့စောက်အရဲ့နားမကြားတဲ့သူရဲ့ဟမ်ဝတ်တီလာအော်ကြော်သွားမှာခက်လို့အဲအဲ

လမ်းမှာတွေ့လို့ကြုံလို့ဖဲ့တယ်ဆိုထားအောင်တော့ကွာခုကစိုင်ကြီးကိုလာပြီးတော့တက်တက်ကိုပေါ်တင်ကြီးဖဲ့တာဘယ်တော့ကလေးဖဲ့ကျင်နေလဲမသိဘူးနော်ရှင်ကလေအပြင်းမတော်တော်အိုးကြတာပဲတော်တော်ရှိတယ်ဟုတ်ဟုတ်လားကျွန်တော်ကနည်း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 အော်နေပြီအတက်ကလေ30နည်းနည်းရှိနော်အော်နေပြီဟုတ်ရှင်ကလေအပြင်းမတော်တော်အိုးစားနေပြီဟုတ်ကွာတော်တော်လေးမှာတော်တော်အဖက်တုံးနေတယ်ဟုတ်တယ်ကျွန်တော်နည်းနည်းပါးပါးတုံးတယ် ဟုတ်မြန်မာလေးဆိုတော့စောတဲ့ TikTok idea ရရှင်းရကိုပိုင် idea ရလားဟုတ်ကျွန်တော် idea ကျွန်တော်ကိုပြီမလို့ကိုပဲအုံကြီးပဲချအုံကျူနေမှာအဲ့ဒီကောင်ကလေးတွေကိုနှာဦးထားတဲ့ TikTok ရရှင်းရကိုပိုင် idea ဆိုတော့ရှင်းတနိုင်ဦးပေါ့ရှင်းတနိုင်ဦးပေါ့ရှင်းတနိုင်ဦးပေါ့အာဘာမိတ်ကလေးအဲ့ဒီကသူတို့ဇင်တွေကလွှဲရင်လေရောက်ကြတဲ့ရောမိတ်ကလေးတွေကအကုန်တနာယူတယ်ကြီးပဲ ဟုတ်တယ်နော်ဒီရှော့ဒါပေမဲ့ရှင်းရကြတယ်ပုံမိတနာယူပါတယ်တော့ကြရရဖွဲစုံနိုင်ရင်တော့မှတနာသိမ့်ကုန်ဘူးတဲ့ကျောက်ကဖွဲတစုံမဟုတ်နော်ဖွဲတပီလောက်နိုင်သေးတာဒီနားမှာတဲ့ခွန်းရှိတယ်မယုံရင်လိုက်ကြည့်မလားမိတ်ပြဟမ်တော်ပါပြီတော်ကြနေမှရာသီဥတုပါဘူးမိရမလားချွေးတန်တည်းရဲ့နဲ့ကိုမြီးကျိုးလိုက်နေမှသတိရသွားရဲ့ဆိုရင်နေဟင်ကျမမှုပက်နေပါဦးမယ်ချစ်တာကစားလိုက် ိုင်လာပြီးတော့ပေါ်တင်ဖဲ့လာเนาะလေရနည်းနည်းမအောင်မရှုံအထက်ကကြီးပဲအောက်ကောလုံးဝမနေတာလေစမ်းနည်းနည်းမအောင်မရှုံရုပ်တရားတပုံစံနဲ့နေနော်အမွာနဲ့တူတယ်ကျွန်းကျွန်းအဲ့ဒါကိုတိုင်ရတယ် အာဖိနေချင်းတန်ပါအနာဟောမပေးဘူးနော်ဒလက်ဆက်ကိုတိုင်တာသူကလည်းသမီးကိုခြေထောက်နဲ့လည်းကာနာလက်တွေနဲ့လည်းရိုက်တာပါဖြစ်တယ်ညာဖြစ်တယ်ချစ်စရာလေးတွေနှစ်ယောက်လုံးအားဖျဲသီးစိတ်တွေရမယ်ဖျဲသီးစိတ်ချိုချိုလေးနော်ဖျဲသီးစိတ်တွေရမယ်ဖျဲသီးစိတ်ချိုချိုလေးစောင်းမလားရှင့်အပောင်ရှင့်ဖျဲသီးရ ကောင်းကောင်းကောင်းရဲ့လားကောင်းပါလေကောင်းပါလေရေရေဖြစ်နေဆေးဆိုးထားရလားအဲဟုတ်ဖျဲသီးရရေရေကြီးမဖြစ်တော့ဝါမှာလာရင်ဖျဲသီးရရေရေကြီးဖြစ်နေလို့ကောင်းကောင်းရဲ့လားကောင်းပါလေကောင်းပါလေရေရေဖြစ်နေဆေးဆိုးထားရလားအဲဆေးဆိုးဖို့ကျွန်မပတ်စံတော့မရှိဘူးမညာဒီဟာလေးကလေခြံထဲကနေကျွန်မအခုပဲခူးလာလက်လက်ဆက်ဆက်ကလေးဘယ်လိုရောင်းတော့အာတစိုက်ကိုတသိမ်းပါရှင်ဟမ်အာတစိုက်ကိုတသိမ်းပါရှင်ဟမ် what လက်လက်ဆက်ဆက်ကလေးဘယ်လိုရောင်းတော့အာတစိတ်ကိုတသိန်းပါရှင်ဟာမဟုတ်ပါဘူးအားမကြဘူးအေးအခုရတယ်အခုပေါ်နေနှာခမ်းကြီးအတက်ကလေးကျမလေးအားလေးစိုးချင်လို့လေအာတစိတ်ကိုတသိန်းနဲ့နှာခမ်းကြီးစိုးချင်လို့ဖရဲကြီးကိုဈေးတက်ပြီးရောင်းရတာသူခမရနှာခမ်းကြီးလေးစိုးချင်လို့ပါဒီကျမလာမှာကျမကွက်ကွက်ရောင်းဝင်ဆိုးနိုင်ချင်ရဖြဲသေးစက်လုတ်ပြီးတော့ဗရန်ကိုဆိုးချင်တာတော့အခုရပတ်စံရှိပါတယ်လုတ်မဝဲပါတစိတ်တော့ရှော့ပေးမလားရှော့ပေးမယ်ရှော့ပေးမယ်အင်း ကောင်းကောင်းလားမသိဘူးဟဲ့ဒီဥဒဏ်နေရပြုတ်နေပြီဘယ်ဆင့်ပြေးသေးတာပါဟိုပင်လည်းကညက်ကောက်လာလားအဲမဟုတ်ဘူးကျွန်မခြံနေတယ်အခုပဲခူးလိုက်လက်လက်ဆက်ဆက်လေးခြုံမခြုံခြုံမခြုံဟုတ်တာတော့ပြန်ဘယ်လောက်ရှောက်ပြန်မတော့အဲငားရတယ်ပဲယူအဲတစ်သိန်း900ဟဲ့ဟဲ့တသိန်းရနေ900ဖြစ်သွားတာအစမတန်ယူရှော့ချလိုက်တာနော်ခြုံမခြုံဟုတ်တာတော့ပြန်ဘယ်လောက်ရှောက်ပြန်မတော့အဲငားရတယ်ပဲယူဟမ်တစ်သိန်း900 900ဟုတ်ဟဲ့ မဟုတ်လားရှာတသိန်းကနေပြီးတော့900ဖြစ်တာမလို့လေရှော့ပေးတာလေအကုန်ကြီးဆင်ပြအောင်လို့လေအော်အေးအေးရှော့ရှော့ဒါပေမဲ့ဝမ်းစားပြီးမကောင်းလို့ဆိုရင်လည်းတမျိုးဖြစ်ုံပဲတော့ကောင်းတယ်အမတ်ခံတယ်မြည်ကြည့်လို့ရလားဟာဖျဲသေးရမြည်ကြည့်ဦးငါနဲ့ယူပြီးမြည်မယ်ဟဲ့လေမကောင်းလို့ဆိုရင်အလဟတက်ဖြစ်မှာပေါ့ပတ်စက်လေးမြည်လို့ရလားနည်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 းလေးဖက်ပြီးနည်းနည်းလေးနည်းနည်းလေးမြည်အေးနည်းနည်းမြည်ကြည့်လိုက်မယ်ဟာဟာနော်ဟာယူတော့ယူမယ်နော်ဟာကောင်းနေပါဟဲ့အဲကောင်းနေကောင်းနေကောင်းနေမြည်ကြည့်အဲချို့လားအင်းဘာမှမချို့ဘူးဟမ် အဲတိုင်းမကြည့်လိုက်မလားဟောအလုံးကြီးဂျပန်လုံးကုန်တော့မယ်မိရာကြည့်အောင်လုံးခွဲလာဟင်းဘာဖြစ်လို့ရေတော့ပဲပေါ့ရှုပ်ဟဲ့အေးအဲ့လုံးဝချိုးသွားပြီမကောင်းလုံးဝရှင်းအဲ့လိုလုံးလုံးမရဘူးလေမအခုလုံးကိုက်ရမကိုက်ရသေးပါဘူးကိုက်ရတယ်ဆက်ကတော့ကောင်းတာဘယ်ကောက်ရလဲဟာဒီလည်းမသိဘူးဘယ်ကောက်ရမှလဲခြံထဲကခုလာတာမရှိမဘူးဘယ်တော့ရောဆောက်ရောဆောက်ဆောက် ဒီဗီဒီယိုလေးကတော့အခုလိုရာသီဥတုအရန်ပူတဲ့အခါမျိုးမှာပေါ့နော်ဆောင်းရန်ရှောင်းရန်လေးတွေကိုကဲဒီအမကြီးတယောက်မျှဝေပေးတဲ့ဆရာလေးကိုကျွန်တော်တို့အတူတူလိုက်ကြည့်အောင်အပူဒံကာကွယ်တဲ့နီးအပူဒံခံနိုင်တဲ့နီးပေါ့နော်တည်တဲ့အထိဖြစ်နိုင်တယ်နော်မဖြစ်မနေကိုတောက်တတိယတိုင်းကိုတောက်ပါရေတောက်တဲ့အဖွဲရပါတယ်မမအဲ့ဒါအရန်ကောင်းတယ်နော်အထူးသဖြင့်သွေးရိုးစီးချိုသမားတွေအသက်အရွယ်ကြီးနေတဲ့သူတွေနှလုံးရောဂါအခန့်ရှိတဲ့သူတွေနော်ဒီလိုပူပြင်းတဲ့ရာသီဥတုမှာ ရေဓာတ်တွေပေါ့နော်ဓာတ်စားဓာတ်တွေဆုံးရှုံးရတယ်အဲ့တော့ရေကိုသတိရတိုင်းတောက်ပေးပါဟုတ်တယ်ဗျာအခုလိုရာသီဥတုပူတဲ့အခါမျိုးတွေပါပေါ့နော်ရေရင်မို့ဗျာအသီးနှံတွေလည်းအရေရွှမ်းတဲ့အသီးနှံလေးတွေရေဓာတ်ပါတဲ့အသီးနှံလေးတွေပေါ့နော်များများစားပေးသင့်ပါတယ်အခုလိုအပူဓာတ်ကိုခံနိုင်ဖို့အတွက်ပေါ့နော် တက်တေပေါ့နော်ဓာစားတက်တေဆုံးရှုံးရတယ်အဲ့တော့ရေကိုသတိရတိုင်းတောက်ပေးပါအသေးနဲ့နေဆိုလဲရေထွက်ကြွယ်ဝတဲ့ဟာလေးတွေစားပေးပေါ့နော်အခုဒီမှာရတာပေါ့နော်အပူဒဏ်ဒီကာကွယ်ရေးနှိုးစော်ချက်လေးကိုဖတ်ပြပေးမယ်အကျိုးရှိမယ်တခြားသူတွေအတွက်လည်းပေါ့နော်အဲလိုက်နာစရာလေးဘူးတူတာလေးဖြစ်စေတယ်ဆိုလို့ရှိရင်တော့ share ပေးလိုက်ပါဒါလေးကလေတကယ်လိုအပ်လို့နော် ဒီအပူထန်ကြောင့်ဘာတွေဖြစ်လဲပြီဆိုမိဖူရားရနာတွေဖြစ်တတ်တယ်။နောက်ပြီးလို့ရှိရင်ပင်မနှောင်းနယ်မဲ၊မူးဝေမဲ၊ခေါင်းကိုက်မဲ၊ကြွက်တက်မဲ၊ချွေးချောက်တာမျိုးတွေဖြစ်မဲ၊ခန္ဓာကိုယ်အပူချိန်တွေမြင့်တက်မဲ၊သတိလစ်တယ်။နောက်ပြီးလို့ရှိရင်ဟိုဘောနော်တအားပြင်းထန်သွားရင်အသက်အနေနဲ့ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်။နောက်ဆိုလို့ဟိုဘာဖြစ်တယ်လဲဆိုအုံနှောက်သွေးချောပြက်တာတို့ဘာလို့ဒါတွေလည်းဖြစ်နိုင်တယ်နော်။အဲဒါကြောင့်အထူးသဖြင့်ပေါ့နော်အခုလိုနွေရာသီပူတဲ့အခါမျိုးတွေမှာပေါ့နော်ကိုကံအနေတဲ့သူတွေဆိုလို့ရှင်ပူပြီးတော့တောင်ဂျူးဆိုင်တဲ့နေဗျ။ယာသီဥတော့ပူတော့ချွေးတွေထွက်တယ်ဗျ။ ချွေးတွေထွက်တော့ကိုကံအားတွေကြဆင်းနေအားတွေယုတ်တယ်အဲ့လိုပေါ့နော်ဘာမှမလုပ်ဖ ೇನೆ အလိုလိုဖြစ်နေတာမျိုးတွေပေါ့နော်ရာသီဥတုအပူဓာန်ကြောင့်နောက်ဆိုလို့ဟိုဘာဖြစ်တယ်လဲဆိုအုံနောက်သွေးကြောပြက်တာတို့ဘာလို့ဓာန်တွေလည်းဖြစ်နိုင်တယ်နော်အဲ့ကြောင့်မို့ရေတောက်တာမမားဘူးအခုဒီလိုပူပြင်းတဲ့ရာသီဥတုမှာဘယ်လိုနေရမလဲဆိုလို့ရှိရင်ကလေးတငယ်တွေတက်ကြီးရွယ်အိုတွေခုနပြောတယ်ပေါ့နော်စီးကြိုသွေးတို့နှလုံးဒီလိုယောဂအခန်းရှိတဲ့သူတွေကနေ့လယ်နေခင်းမှာလေဝင်လေထက်ကောင်းတဲ့နေရာလေးတွေမှာနေပါအရိပ်အာဝတ်ကောင်းတဲ့နေရာလေးတွေမှာနေပေးနောက်ပြီးလို့ရှိရင်အလုတ်ပေါ်တော့နေအောင်ကြီး ီထဲမှာအရန်ဟိုနေပူကျဲထဲမှာအလုပ်ပြင်းပြင်းထန်ထန်လုပ်နေတာမျိုးကိုလည်းလှုပ်ရှားမှုပြင်းထန်လုပ်နေတာမျိုးတွေမလုပ်သင့်ဘူးနောက်တစ်ချက်ကကြတော့ကိုကပေါ့နော်မဖြစ်မနေအပြင်ကိုသွားလာရတော့မယ်ဒါကရနာကနားလဲလွယ်အောင်ပြောပြနေရနော်ဒီမှာတော့အချက်ကလေးနဲ့ရေးထားတယ်ရှေဝါးမှလည်းဆိုလို့မဖြစ်မနေသွားလာရတော့မယ်ဆိုလို့ရှိရင်တော့အင်ကြီးလက်ရှိအဲနောက်ပြီးလို့ရှိရင်ဘောင်းမီရှိအုတ်ထုတ်တော့ ठी ဒါတွေကိုတေချာစောင့်သွားဖို့လိုတယ်ပြီးလို့ရှိရင်ကိုကလေဒီပေါ့နော် အလုတ်လုတ်ရင်လည်းနားယူဖို့အချိန်ပြန်လို့သေးတယ်နော်နေဘူးထဲမှာမဖြစ်မနေလောက်ကင်စားတောက်နေရတဲ့သူတွေလည်းရှိတယ်လေနော်ပြီးလို့ရှိရင်ဝိမဲ့ဆိုလို့ရှိရင်လည်းအဖြူရောင်လေးတွေအရောင်လွန်းလွန်းလေးတွေဝေးအဲ့ဒါကကြတော့အလင်းဟိုဟာဖြစ်စေတယ်ချွေးဆုပ်တယ်ပေါ့နော်အနက်ရောင်လို့ဘာလို့ကြတော့အပူကိုဆုပ်တယ်သိလားအပူကိုယူတယ်အဲ့လိုပြောပေါ့နော်လူလေးတွေဝေးဒါကရနာအကျမ်းမြင့်ပြောပြပေးတာနော်။နောက်ပြီးလို့ရှိရင်နေဘူးလေးကပြန်လာလာချင်းချက်ချင်းရေချိုးတာတွေမလောက်ကဘူး။မနဲ့10နာရီနဲ့ညနေ9နာရီအထိပေါ့နော်။အဲဒီလိုဘာလဲဒီ နေဘက်တွေရရှိတတ်တယ်လေချောင်းနာတို့မျက်နာတို့မှာရေချိုးတာမျိုးတွေရှိတယ်အဲ့လိုမျိုးတွေမလုပ်ရဘူးနောက်ပြီးလို့ရှိရင်ကိုကလေချက်ချင်းနေဘူးတွေရလာပြီးချက်ချင်းအေးတဲ့နေရာဝင်တာမျိုးတွေမလုပ်ရဘူးเนาะဒါကအလွယ်ပြောပြနေရလို့ပြောရတယ်เนาะအများကိုသိစေချင်ပါတယ် ဟိုစာတိုင်းဖက်ပြန်စာစာကြီးဆိုပြီးရိုးပြီးကြော်သွားမှာဆိုလို့เนาะပြီးအရက်သေးစာတောက်ထားမယ်ဆိုလို့ရှိရင်လည်းအပူတံကိုပို့ပြီးတော့ခန်းစားရနိုင်တယ်အဲဒါကြောင့်မို့ပေါ့เนาะအရက်သေးစာတောက်ချင်းကိုရှောင်းနိုင်ရင်ပိုကောင်းပါတယ်ခဏကိုမှရေဓာတ်နဲ့ဓာတ်စားတွေဆုံးရှုံးမှုမဖြစ်အောင်လို့ရေကိုလုံလောက်စွာတောက်ပေးဖို့လည်းလိုအပ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီရာရန်နာတွေမိဖူးတွေဆိုလို့ရှိရင်เนาะအဲကရမတ်ဆက်ပြားလေးနဲ့ရေချိုးပေးဒါမှမဟုတ်လို့ရှိရင်အဲ့ဒါတော့အကောင်းဆုံးပါပေါ့เนาะကရမတ်လေးလိမ့်မယ်ပြီးဒါမှမဟုတ်တနခါရေကျဲလေးလိမ့်မယ်ဒါလေးတွေကခဏကိုတို့ ွက်ဒီအပူအေးများစေတဲ့မိဖူရရဲ့နာရီတက်တာစေရနော်ခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းရောအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်